ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်အမလီတော်ခိုင်ရဲ့ချွေးမတွေကတော်တော်လွန်တာပဲကြည်ပောင်ဟဲအဝတ်စားတသိလေးတွေဝတ်ပြီးအရှိမဘာထွက်လုံနေတယ်မသိဘူးသူတို့ကြည်ပြီးငါတို့ရဲ့ချွေးမတွေလည်းပျက်စီးကုန်တော့မှာပဲအဲ့ဒီအချိန်ဝရဏနာမရက်နေတဲ့အင်းနီနာချင်းကအမပြောတာတိတ်မှန်တာပဲ မြို့သူချွေးမတွေကရောက်တာနဲ့ဝက်စားသေးသေးလေးတွေဝက်စားနေပြီသူရတော့လာတဲ့ချွေးမနှစ်ယောက်ဆိုရင်အိမ်လောက်တွေအကုန်လောက်တယ်တအိမ်လုံးလည်းတိတ်ချကယူဆိုင်ကြတယ်အိမ်ဝမှာရက်နေတဲ့ဒေါခိုင်းကသူတို့ရဲ့စကားကိုကြားပြီးဒေါသနဲ့အိမ်ထဲဝင်လာခဲ့ပါတယ်အိမ်ထဲရောက်တဲ့အချိန်သူချွေးမနှစ်ယောက်အိမ်အလုပ်လုပ်နေတာမြင်ပြီးလလသူသူသမီးတို့နှစ်ယောက်ကတီအဟန်ချွေးမကြီးတယ်သမီးတို့ကအိမ်လောက်တွေအကုန်လုံးကို့ပါတာပဲမလောက်ကြနဲ့လေချွေးမငယ်နှစ်ယောက်လည်းခေါ်ပြီးတော့အတူတူလောက်ခိုင်းပါဦးအမေ တမီးတို့လှုပ်တယ်အကောင်လုံးလှုပ်ပြီးသွားပြီတပြက်စီလဲဖို့ပဲကြံတော့တာအဲ့ဒါလဲလှုပ်လှုပ်ပြီးသွားပြီမနှက်စာအစင်းင်းဖြစ်ပါပြီအမေအမေတို့အကောင်ခုံပေါ်မှာထိုင်ကြနော်တမီးတို့အခုယူလာပြီးခူးချွေးပါမယ်အင်းကလူတွေအကောင်လုံးထမင်းစားစပွဲပေါ်ထိုင်နေပြီးစားစရာကိုစောင့်နေကြပါတယ်အဲ့ချိန်မှာချွေးမငယ်နှစ်ယောက်ကအိမ်လေးကိုဝယ်စားတူတူလေးတွေနဲ့ဝင်လာခဲ့ကြပါတယ်သွားပါပြီအမတို့ဘာလို့တလောက်စီများတဲ့ဟင်းနဲ့ချက်ထားရလဲစီကြော်စာတွေကဝိတ်အမြန်တက်စီတယ်လေဟုတ်တယ် အမတို့ဒီလိုစားဆရာတွေချက်ချက်နဲ့ဆိုရင်စီယိုနည်းနည်းရှော့ထဲ့လေပြီးညီမတို့အတွက်ဒီလိုစားဆရာတွေတိတ်မပြင်းမဲနဲ့ညီမတို့အတွက်ဆိုရင်လေကျမ်းမာရင်နဲ့ညီညွတ်တဲ့စားဆရာတွေဖြစ်တဲ့ slat sandwich juice bread တွေအဲ့လိုမျိုးတွေပြင်ဆင်ပေးပါလားနင်တို့နေရာပတ်ဆက်ကိုပိတ်ထားပထမအချက်ကနင်တို့ဘတ်တော်မှစောင်းမထအောင်ငါရဲ့ချွေးမကြီးနောက်ချက်ထားတဲ့ဟာကိုအပြစ်လာမပြောနဲ့နင်တို့တလောက်တောင်မှကျမ်းမာရင်နဲ့ညီညွတ်တဲ့စားဆရာတွေစားချက်နဲ့ဆိုရင်မနဲ့အစောင်းထပြီးကိုရဲ့အမနဲ့တူတူမိဖို့ကြောင့်လဲတွားကူပေးပါလား မီးတို့ရဲ့အမိပြောတာမှန်နေစားစရာတွေကိုထောင်းတမီးတို့ဘာတွေဝင်ထားတာလဲဒီလိုအဝယ်စားတွေဝင်ပြီးကိုယောက်ကမအရှိထွက်လာဖို့လို့လို့လားအဖေကြီးရတာရှက်လွန်းလို့ခေါင်းကုံထားရတယ်အဖေကလည်းလကားတသက်စိတ်ညစ်နေရပဲအခုကမော်ရယ်ခင်မလို့ဒါရီယာဖက်ရှင်ဖြစ်နေပြီမင်္ဂလာဆောင်ပြီးသွားရင်အ ਨੇ ဆုံးတာတွေဝတ်လို့ရပါတယ်အဖေရဲ့ရောင်းမငယ်တို့ခေကရောင်းမတို့အတွက်ပဲမော်ရယ်ဖြစ်နေတာအင်းရဲ့ရောင်းမကြီးတွေကြည့်လိုက်အောင်သူတို့တွေဒီအိမ်ကိုအိမ်အောင်ကြပြီးရောက်လာတာကြပြီး ဒါပေမဲ့ကောင်းပေါ်ဘဝအခုချိန်ထိတစ်ခါမှမချဖို့သေးဘူးညီမကိုယ်တိုင်အဖေရှိမှဒီလိုဝတ်တယ်မဝတ်ဘူးဒါတော့အမတို့ကအရင်ချွေးမာတွေဖြစ်နေပြီလေတော်ကြပါတော့ရှင်တို့ကတရားအရင်ချတာပဲငါတို့ကစားဆရာတွေကိုစားဖို့လာတာအေးအေးဆေးဆေးစားခွင့်ပေးစမ်းပါချွေးမငယ်နှစ်ယောက်ရဲ့စကားကိုကြားပြီးအိမ်ကလူတွေအကုန်လုံးလည်းပြောစရာပျောက်သွားပါတော့တယ်အကုန်လုံးကဒေါသထွက်ထွက်နေစားစရာရှိတာစားကြပါတယ် စားစားလိုပြီးတဲ့အချိန်လက်လာနေတူတူထမင်းစားပွဲကိုရှင်းပြီးပကန်းတွေအကုန်လုံးကိုစေးလိုက်ပါတော့တယ်။အမရဲ့ချွေးမငယ်တွေကဘလို့တော်လူကြီးကိုပြန်ခံပြောတာလည်းမသိဘူး။ညီမတို့ဆိုအဲ့လိုမျိုးတခါမှပြန်မပြောဘူးပါဘူး။ငါတို့အိမ်ကလူတွေကလူကြီးကိုပြန်ခံပြောတာတော့ပြန်ရင်းရမယ်ဆိုပြီးမကောင်းတဲ့ပညာတွေမတင်ပေးခဲ့ဘူးလေ။လက်လာနေတူတူရဲ့စကားကိုကြားပြီးရေမုံနဲ့ရင်မီလည်းလာညင်းပါတော့တယ်။ဘာလဲ။နင်တို့ကငါတို့ရဲ့နောက်ွယ်မှာအတင်းတုံနေကြတာပေါ့လေ။ ငါတို့လိုမျိုးမဟုတ်တဲ့အရာကိုပြန်ခံပြောတတ်ဖို့လူတိုင်းမစွမ်းနိုင်ဘူးဟုတ်တယ်နင်တို့လိုမျိုးရွာတက်လာပြီးအိမ်ထဲမှာပုန်းနေတဲ့မိမတွေကပိုးတော့မလုတ်တတ်ဘူးနင်တို့တွေကကောင်းပေါ်မှာဘဝချုပ်ပြီးတော့မိဖို့ကြောင့်ထဲမှာဟင်းချက်တက်ဖို့ပဲတည်ရလေကျန်တဲ့ကဘာမှမလုတ်တတ်ကြဘူးချွေးမငယ်တွေကသူတို့ပြောချင်တာပြောပြီးမိဖို့ကြောင့်တွေကထွက်သွားကြပါတော့တယ်ဒီလိုနဲ့ပဲရက်တွေနေနေကြာသွားတဲ့အခါမှာတော့တိရမဒေါခိုင်းကချွေးမတွေအကုန်လုံးကိုအေကဲမှထိုင်ခိုင်းပြီးစကားပြောခဲ့ပါတယ် နားထောင်ကြချွေးမလေးတို့ငါစကားကိုသေချာမှတ်ထားနော်မနှက်ပြန်နင်းတို့နဲ့တွေ့ဖို့အိမ်ဝငါရဲ့ရောက်ခမလာလိမ့်မယ်အမေကြီးကရွာလာတာဆိုတော့အတွေ့ရနည်းနည်းခင်ဟောင်းဆန်တယ်အဲ့ဒါကြောင့်အမေကြီးကိုသေချာကြည့်ပြီးအဝတ်စားစကားအနေထိုင်အကုန်လုံးသေချာကြည့်ချက်ပြီးလောက်ကြနော်အမေကြီးဒီမှာမရှိတော့ငါနင်းတို့ဘာမှမတားခဲ့ဘူးအခုငါရဲ့ရောက်ခမတားရမကြိုက်လို့ငါနင်းတို့သေချာပြောနေရတာနင်းတို့ကြောင့်ရောက်ခမကြီးငါ့ကိုဆိုရင်ငါတော်တော်အဆက်ကွဲလိမ့်မယ်သိလားအမေစိတ်မပူပါနဲ့ ။သမီးတို့ကြောင့်အမေအဆုမခံစေရပါဘူး။ဟုတ်ကဲ့မေ။သမီးတို့ကြောင့်အမေမျက်နှာမပြတ်စေရပါဘူး။အဲ့လိုမျိုးဖြစ်တော့ကောင်းတာပေါ့။နောက်နေ့မနက်ဒေါခန့်ရဲ့ရောက်ကမှဖြစ်တဲ့ဒေါနုကအင်ကိုမနက်အစိုးကြီးရောက်လာခဲ့ပါလေ။အဖွားရောက်ကမှကိုမြင်ပြီးဂျိမာကြီးနှစ်ယောက်လည်းအရင်ဆုံး၆ယောက်ထိပ်ပြီးကြတော့ကြပါလေ။ငါတို့အမတို့ရလေကတော့ရတာအရှင်းဝါသနာပါတာပဲ။သူတို့ကြောင့်ခုငါတို့လည်းညစ်ပတ်တဲ့ခြေတော့ထိပ်ပြီးကတော့ရတော့မယ်။ငါတို့မှတခြားရွေးချယ်စရာမှမရှိတာ။လာခဲ့သွားကတော့ရအောင်။ ယူသူချွေးမာရီကစိတ်မပါဘဲနဲ့အဖွားရောက်ခမရဲ့ခြေထောက်ကိုထိပြီးကြောက်ကြပါရယ်။ချမ်းမာပါစေ၊ချမ်းသာပါစေ။လိုအင်စန္ဒပြည့်ဝကြပါစေ။အမေလာပါ။အထဲဝင်ပြီးနားပါ။ချွေးမာလေးတို့ရေ အမေကခီးဝေးရနေလာခဲ့တာဆိုတော့မနှက်စာမြန်ပြင်ကြတော့နော်။အမေကဘိုက်စာနေလာပြီ။ချွေးမာရေနင်ပြောတာတိတ်မှန်တယ်။ဘိုက်ကတော့တော်တော်စားနေပြီဟေ့။မြန်မြန်လေးစားဖို့တာလုပ်ပေး။ဟုတ်ကဲ့ပါမေ။ခဏထိုင်နားနေနော်။သမီးတို့အခုပဲအမြန်ချက်ကျွေးပါမယ်။ ပြင်ဆင်ဆရာရှိတာအကုန်လုံးပြင်ဆင်ပြီးပြီအဖွားအတွက်သမီးတို့ပူပူလေးချက်ခဲ့ပေးမယ်ဂျင်မေဂျမောင်းသမီးတို့ညောက်သွားပြီးမိဖို့ကြောင့်မှကူလောက်ပေးလာအောင်လေဟုတ်ကဲ့မေတူတူကဟင်းနှမျိုးသုံးမျိုးစာအသီးရွက်တွေပြင်ဆင်ပြီးမဆလာလေးကြည်ပေးပါရယ်လက်လာကဂျုံထက်နေပြီးသူတို့ညောက်ပေါင်းပြီးတော့ပူရီတူဘူးအာလူးမဆလာ ကလပင်းဟင်းအသီးရွက်ဟင်းတွေကိုအတူတူချက်ကြပါတော့တယ်တခြားတစ်ဖက်မှာရေမင်းနဲ့ရမုံကသူတို့ရဲ့တငယ်ချင်းတွေနဲ့စကားပြောနေကြပါရယ် ဒါပဲနော်ဖုန်းချတော့မယ်။ငါရဲ့အိမ်မှာဧည့်သည်တွေရောက်နေလို့ဟာအနက်စာခူးကျွေးလာအောင်မယ်။မိဖို့ကြောင့်ပြင်မှာရက်နေတဲ့ဒေါခိုင်းကချွေးမငင်းနှစ်ယောက်ဖုန်းသုံးနေတာကိုတွေ့သွားပါတယ်။ဒီမျိုးသူချွေးမတွေကတော်တော်ရှည်တာခိုးတာပဲ။အလုပ်တွေအကုန်လုံးချွေးမကြီးတွေပဲလုပ်နေရတယ်။တလာနေတူတူကစားစရာတွေအကုန်လုံးကိုထမင်းစားသပွဲပေါ်တင်ပြီးအကုန်လုံးအတွက်ခူးလိုက်ပါတော့တယ်။အစားစားပြီးတဲ့အချိန်ဒွန်းနုကရမ်းပြိုသွားပြီးချွေးမော်ရီကိုချီးကျူးခဲ့ပါတယ်။ နေရချွေးမတွေကအချက်ပြုတ်ရမ်းတော်တာပဲဘသူကပေါ့ချက်ခဲ့တယ်ဆိုတာငါ့ကိုခုချက်ချင်းပြောပြကြစမ်းအရင်ဆုံးချွေးမအငယ်တွေကနေစကြမယ်ချွေးမလေးတို့နင်တို့ဘာချက်ခဲ့တာလဲချက်ခဲ့တဲ့ဟင်းတွေကိုပြောပြဟုတ်ဟုတ်ဟုတ်လေအဖွာသမီးတို့ဘာမှမချက်ခဲ့ဘူးဒီဟင်းတွေအကုန်လုံးချွေးမကြီးတွေကချက်ခဲ့တာပါဘာနင်တို့ဘာလို့မချက်တာလဲနင်တို့နှစ်ယောက်ဟင်းမချက်တတ်ဘူးလားဟင်သွားပါပြီအမေကငါတို့အဆုမခံရအောင်နေဖို့ပြောထားတယ်လေ ဖဖွားရောက်ခမသာသူတို့ဟင်းမချက်တက်တာသိသွားရင်တော့အမေအဆက်ကွဲလိမ့်မယ်။မဟုတ်ပါဘူးဖဖွားရဲ့။သူတို့တွေကနေမကောင်းလို့သမီးကိုချက်လိုက်တာပါ။ဟုတ်တယ်။အမကြီးပြောနေရမှန်းတယ်။သမီးတို့ကအကုန်ချက်တက်ပါတယ်ဖွားရဲ့။ဟွန်း။ကြွားချွေးမာတွေကဒီအပြင်းကြီးရဲ့မြို့သူချွေးမာတွေအဆက်မကွဲအောင်ကာပြောပေးနေကြတယ်။အေးပါ။ကောင်းပါတယ်။နင်ကချွေးမာလေးယောက်လုံးလိမ်မာပါနဲ့ကြတယ်။ကျေးဇူးပါမေ။ဖခင်ရဲ့ငါရဲ့မြို့သူချွေးမာနဲ့အခုလိုပဲရောက်ခမရှိမှာ။ ကိုရဲ့တိတ်ခါထိန်းထားနိုင်ပါစေအမေရှိနေတော့အိမ်မှာဘာမှတလွဲဖြစ်လို့မရဘူးဒီလိုနဲ့ပဲနောက်နေ့မနေ့ရောက်သွားတော့ရွာသူချင်းမတွေကမနေ့အစောကြီးထရေမိုးချိုးပြီးဖျားရှိခိုးကြပါတယ်အေးကောင်းလိုက်တာနေရချွေးမတွေကြည့်ပြီးငါရဲ့ငငယ်တော့အကြောင်းတွေတတိယသွားတယ်ငါလည်းအိမ်အောင်ကြခါစားတော့ကလေအခုလိုမနေ့အစောကြီးထရေမိုးချိုးပြီးဖျားရှိခိုးတက်တယ်ဖျားရှိခိုးလို့ပြီးမှကျန်တဲ့လုပ်တွေလုပ်တတ်တာအခုတော့ခန္ဓာကိုယ်ကမနိုင်တော့ဘူးလေ ။ဒါနဲ့နေရချွေးမအငယ်တွေကဘယ်မှလဲ။သူတို့တွေကမနိုးကြသေးဘူးလား။သူတို့တွေလည်းနိုးနေလောက်ပါပဲမေရဲ့။လလနဲ့တူတူကမိဖို့ကြောင့်လေးသွားပြီးအကုန်လုံးအတွက်မနှက်စာပြင်ပါရယ်အဲ့ချိန်မှာချွေးမငင်းနှစ်ယောက်ကသူ့ရဲ့အခင်းထဲမှာလီအီးခရင်အိတ်နေကြပါရယ်ကြည့်နေရင်လည်းမနှက်စင်နာကြီးထိုးသွားပါတော့ရယ်အိမ်မှာရှိတဲ့လူတွေအကုန်လုံးကရေမိုးချိုးပြီးမနှက်စာစားဖို့ထိုင်နေကြပါရယ်လလနဲ့တူတူကသမင်းစားသပွဲပေါ်မှာ ဟင်းသုံးလေးမျိုးအပြင်ပူတီနဲ့ထမင်းပွဲပြင်ကြပါတယ်။အဲဒီချိန်မှာချွေးမငယ်နှစ်ယောက်ကအပြင်းကြောဆန့်ရင်ထမင်းစားစပွဲစီလာကြပါတယ်။ Good morning အမေ။သမီးတို့ရေတော်မချုံရသေးဘူး။အမေတို့ကမနက်စာချက်ပြီးပြီပေါ့။အကုန်လုံးကဘာလို့တလောက်တောင်မြန်နေကြလဲ။သမီးဆိုအေးရေးတော်မဝသေးဘူး။ဂျာမတို့ရေညီမတို့တွေက fight ကြည့်ခင်မှနေနေရလေ။အဲ့ဒါကြောင့်ညီမလေးတို့ကအရင်မြန်နေရနေမယ်။ဂျာမတို့ကမော်ရန်ဖြစ်နေပေမဲ့တူးကြည့်နှုံးနဲ့ကိုယ့်ရဲ့အလုပ်တွေကိုလုပ်နေကြတယ်။ အဲ့ဒါကြောင့်အမတော့အရက်နှေးတာလေမိမနင်ဘလူအဝယ်ဆောက်ဝယ်ပြီးထွက်လာတာလေနင်ရေမိုးချိုးပြီးမှအပြင်ထွက်ခဲ့တယ်နော်အပြင်မှာလူကြီးတွေရှိတယ်လေမခင်နင်ရဲ့ချွေးမတွေကဘလူပုံစံနဲ့အပြင်ထွက်လာလဲအိမ်မှာအဖေနဲ့ယောက်ျားသားတွေရှိတာကိုနင်တို့တွေလုံးဝမရှက်ကြအောင်လားယင်နင်တို့တွေကအရှက်မရှိတဲ့ပုံစံနဲ့လူကြီးရဲ့ရှေ့မှာလာရက်နေကြတယ်။ချွေးမရမောင်ရင်မဲငါနင်တို့မရှင်းပြထားဘူးလား။ဒီလိုအဝတ်တွေကိုကိုယ့်ရဲ့ခန်းထဲမှာပဲဝတ်ပါလို့ပြောတာနင်တို့နားမလည်ဘူးလားယင်။ ကိုကြီးအမတွေကိုကြိတ်လိုက်စမ်းသူတို့ဘလို့တွေတောင်ကောင်းကောင်းမွန်မွန်ဝတ်စားထားလဲအမေကျေးဇူးပြုပြီးသမီးတို့အဲ့ဒီအကြီးတွေနဲ့မနှိုင်းပါနဲ့သူတို့တွေကတောသူမှားတွေလေသမီးတို့ကမော်ရယ်မြို့သူတွေသူတို့တွေမြို့မှာနေပြီးမော်ရယ်မဖြစ်တာသမီးတို့အပြစ်မှမဟုတ်တာညီမလေးတို့ရဲ့အမေကိုအခုလိုပြန်ခံမပြောပါနဲ့အကြီးတွေကိုပြန်ခံပြောတာစာရိတ္တမကောင်းဘူးလို့ပြောကြတယ်ဟုတ်လားငါတို့ဘာလို့တင့်နေဘာမလို့တင့်ဘူးဆိုတာကိုနင်တို့လိုတောသူမှားတွေကတင်မင်းမှလား ပွဲလှုပ်ခြင်းလဲနင်တို့ပါတာလှုပ်ကြငါတို့စိတ်ဝင်စားအောင်တကားဆောင်ပြိုပြီးချွေးမောင်ငယ်နှစ်ယောက်ကုရဲ့ခန်းလေးကိုဝင်သွားကြပါတော့တယ်တိန်လုံးကမနှက်စားအတူစားကြပါတယ်ဒီလိုနဲ့ပဲရန်နေနေလောက်ကြာမှတော့ဒေါခိုင်တို့အင်ကိုဖိတ်စားတဆောင်ရောက်လာခဲ့ပါတယ်အမေဒါပါတီပွဲအကြီးကြီးကိုဖိတ်ခင်ရတာပဲပါတီမှာတော်တော်ပျော်ဖို့ကောင်းမှန်ထန်းတယ်ဒီပါတီပွဲမှာတက်ကြီးရွယ်အိုနဲ့လူငယ်တွေလည်းပါမယ်လူအများရှိတယ်ဆိုရင်တော့ငါတို့အင်ရဲ့ချွေးမတွေကပါတီပွဲမှာအလှဆုံးဖြစ်နေရမယ် ်ငါတို့ချွေးမောင်မြင်သူတိုင်းငေးနေစေရမယ်အမေပြောတာမှန်တယ်ချွေးမတို့ရေနင်တို့ရဲ့အဖွားပြောတာကြားတယ်မလားဟုတ်ကဲ့အမေသမီးတို့တေချာကြားပါတယ်ပါတီပွဲတက်ဖို့အတွက်သမီးတို့တဆိုင်နာစီမှာအင်ကြီးချုပ်ရမယ်သမီးတို့ပတ်စံနေနေလောက်ပေးပါလားယင်ဒေါခိုင်းကချွေးမငေးနှစ်ယောက်ကိုပတ်စံပေးလိုက်ပါတော့တယ်ချွေးမကြီးနှစ်ယောက်ကိုလည်းပတ်စံထုတ်ပေးလိုက်ပါတယ်ပတ်စံအများကြီးကိုမြင်ပြီးလှလှနေတူတူကအမေသမီးတို့ပတ်စံအများကြီးပေးဖို့မလိုပါဘူးအမေ မီးတို့ပတ်စံတလပေးမယ်စာ2000 3000လောက်ပဲပေးနော်အလောင်းနဲ့တမီးတို့ပါတီအင်ကြီးချုပ်လိုက်မယ်ဟဲ့တလောက်ပတ်စံနဲ့နဲ့လေးနဲ့နင်တို့ဘယ်ကနေဒီဇိုင်နာအင်ကြီးရမှာလဲဟဲ့ငါအထင်ငါတို့ရဲ့အမကြီးတွေကလေလမ်းဘေးကအချုပ်တဲတွေစီမှာအဝတ်သွားအဲ့မထက်နိုင်အချုပ်ဆိုင်တွေမှာလည်းအဝတ်ကောင်းကောင်းချုပ်ပေးကြတယ်ညီမလေးတို့ရဲ့အမတို့ရဲ့တောကအချုပ်တဲတွေကောင်းမှာပေါ့ညီမတို့ကတော့အဝတ်ကိုဒီဇိုင်နာစီမှာပဲသွားချုပ်မှာကဲနင်တို့၄ယောက်လုံးကိုကြိုက်တဲ့ဆိုင်မှာအဝတ်ချုပ်လို့ရတယ်တခုတော့ရှိရနော် ဥပ္ပစာပုံကြရမယ်။ရေမင်းနဲ့ရေမုံကနမိတ်ကြီးတဲ့ဒီဇိုင်နာစီမံသူတို့ရဲ့ပါတီဝတ်စားတွေသွားပါလိမ့်။ကျမတို့ရဲ့ပါတီဝတ်ဆောင်ကစတိုင်ကျပြီးတော့ attractive ဖြစ်ရမယ်။ဥပ္ပကိုလက်ပြက်လေးထားမယ်နော်။ဥပ္ပကလုံးဝအကက်ကွက်တိဖြစ်ရမယ်။လေပင်းပုံစံကြရမယ်။ကျမရဲ့ဝတ်ဆောင်ကို one piece ဖြစ်အောင်ချုပ်ပေးပါ။ခန္ဓာကိုယ်အကက်ဖြစ်နေရမယ်နော်။အင်ကြီးကပိုက်မှာအကွဲတစ်ခုရှိရမယ်။ပေါင်မှာလည်းအကွဲတစ်ခုရှိရမယ်။ဟုတ်ကဲ့ကျွန်တော်နားလည်ပါပြီ။ အဝယ်စားကအကန့်ဖြစ်ပြီးတော့ပုံစံကြရမယ်ဒီလိုမျိုးဝတ်တွေကိုချုပ်ဖို့အတွက်အနည်းဆုံးတသိန်းခွဲနှစ်သိန်းလောက်တော့ကြပါမယ်ဟုတ်ကဲ့ကျမတို့ပတ်စံတစ်ခါရရှင်းခဲ့လိုက်မယ်တခြားတစ်ဖက်မှာရွာသူချေးမနှစ်ယောက်ကအင်တန်ရှင်းရေးထိုင်လုပ်နေကြပါတယ်ချေးမအကြီးတွေနင်တို့အခုချိန်ထိအိမ်လုပ်တွေလုပ်နေကြတာလားပါတီအတွက်အင်ကြီးသွားမချက်ဘူးလားနင်တို့ရဲ့ညီမလေးဆိုရင်ထွက်သွားတာဖြင့်ကြားလာပြီဟုတ်သားပဲချေးမကြီးတို့သမီးတို့လည်းကိုကြိုက်တဲ့ဆိုင်မှာဥပသွားအပ်ကြတော့ပါတီရက်နဲ့နီးနေပြီအမြတ်သွားအပ်ကြနော် ဟုတ်ကဲ့မေအိမ်လုံးနည်းနည်းကြံသေးလို့သမီးတို့အဲ့ဒါကိုအရင်လှုပ်လိုက်တာအခုအလောက်ကုန်ပြီးသွားပြီဆိုတော့သမီးတို့လည်းအဝတ်သွားအပ်တော့မယ်နော်မေချွေးမကြီးနှစ်ယောက်ကကောင်းပေါ်မှာပေါ်ပါချုံပြီးအထည်ကျုပ်ဆိုင်တိတိလေးလေးဝင်သွားကြပါတယ်ဆန်ရှင်ကောင်းမလေးကခုံပေါ်မှာထိုင်ပြီးအဝတ်အစားဒီဇိုင်းဆွေးနွေးခဲ့ပါတယ်ဟုတ်ကဲ့ရှင်လာပါအမရဲ့ဆိုင်မှာအဝတ်အစားတွေကိုဈေးတန်တန်လေးနဲ့ကောင်းကောင်းချုပ်ပေးတယ်ဆိုပြီးတော့အဲ့ဒီသတင်းကြားလို့လာခဲ့တာလေကျမတို့ဒီဆိုင်ကိုတမင်ရှာပြီးလာတာ အဝတ်လာချုပ်တဲ့သူတွေပျော်ရွှင်အောင်ကောင်းကောင်းလေးချုပ်ပေးရမှာကျမရဲ့တာဝန်ပါ။မမတို့ပါအောင်ချုပ်ချင်တာလဲ။ဩကျမတို့ရဲ့ဒီဇိုင်းကစာရီယိုပါတီတခုသွားရမှာမလို့လှလှလေးချုပ်ပေးပါ။အင်ဂျီကလှပြီးတော့ခင်မင်နေရမယ်။ဒါပေမဲ့လေဒီဇိုင်းကရိုးရှင်းပြီးတော့ဘယ်နေရာမှာမှခန္ဓာကိုယ်အသားကိုမမြင်အောင်ချုပ်ပေးနော်။အပေါက်တွေဘာတွေမထည့်ဘူးနော်အမ။ဟုတ်ကဲ့။အမတို့ပြောသလိုတေချာချုပ်ပေးပါမယ်။အခုလိုဒီဇိုင်းနာစာရီချုပ်လို့ရှိရင်တပေါင်းခွဲ့နှစ်ပေါင်းလောက်ကျပါမယ်။ဟုတ်ကဲ့ကျပါတယ်။ တုံးလေးဘက်လောက်ကြာသွားပြီးပါတီရက်ကိုရောက်လာခဲ့ပါတယ်။ချွေးမလေးယောက်လုံးသူတို့ချုပ်ထားတဲ့ဝယ်စားဝယ်ပြီးပါတီကိုလာကြပါတယ်။လက်လာနေတူတူကအသက်ကြီးတဲ့သူကိုမြင်တိုင်းကြော့ပြီးနှုတ်ဆက်ကြပါတယ်။ဒီဇိုင်နာဝတ်စုံဝတ်ထားတဲ့ရမုံနဲ့ရင်မေးကတချင်းနားထောင်ရင်ကကြပါတယ်။တိန်တွင်ပြန်လာတာမောကြည့်လို့ချင်းဆိုရာကောင်းနေမင်းကြောင့်မင်းကြောင့်တချင်လေးဆိုချင်နေမြေပြင်ပေါ်မှာလူတွေအားလုံးကပြုံးပျော်နေလားကွယ် 明朝末明朝末，表来家表现呢，真够你气呀啦，呀呀表来气巴哩，真够路吃得比，大汉没没掌柜。家里面没没有这个啊？妈看，都说你也吹嘛的么啦？阿么丽丽，没有把吹嘛的又要吹嘛家嘛，这都挂了呗？就阿吹嘛的呀，滴滴恰恰拉拉巴巴变身呗。 ကောင်းပေါ်မှာပဝါချုံရင်လူကြီးတွေရိုရိုတေတေနှုတ်ဆက်နေကြတယ်။နင်ရချွေးမငယ်တွေကြတော့ကြည်စမ်း။ဦးစားတသိလေးတွေဝုတ်ပြီး DJ တချင်းနဲ့ကနေကြရတော့။မခိုင်နင်ပါလို့တက်တိတ်နေနေရလဲ။ကိုယ့်ရဲ့ချွေးမတွေဘာမှမပြောဘူးလား။မြို့ပေါ်ကချွေးမတွေနဲ့ရှင်။ရွာချွေးမတွေကပိုကောင်းကြတယ်။ငါရဲ့ချွေးမတွေဆိုရင်မြို့သူဖြစ်တာတောင်မှဒီလိုတွေမဝတ်ရဲဘူး။အနီးနားမှာရှိတဲ့လူတွေကနင်ရချွေးမကိုလောင်ရင်နေကြပြီ။ချွေးမတွေကိုငါတေတေချာချာရှင်းပြထားတယ်။မခိုင် နင့်ချွေးမတွေကိုငါတလောက်ရှင်းပြပြီးပြောပြထားတာတောင် အမျိုးတွေအားလုံးရှေ့မှာနင့်ရဲ့မြို့သူချွေးမတွေကကိုယ့်ရဲ့ဆက်ရိုက်အမှန်ကိုထုတ်ပြနေကြတာပဲအမေသူတို့ဒီဇိုင်နာစီမှာဒီလိုမျိုးအဝတ်အစားတွေချုပ်လိုက်မယ်လို့တမိမထင်ခဲ့လို့ပါအဝတ်အစားအဝတ်အစားပဲနင့်ရဲ့ချွေးမတွေကအနေထိုင်လည်းမစင်ချင်ဘူးချွေးမအကြီးတွေကိုကြည့်လိုက်စမ်းလိမ္မာရင်ကျိပြီးတော့လူကြီးတွေနဲ့ကောင်းကောင်းစကားပြောနေကြတယ်လေဟုတ်တယ်အမေအမေပြောတာမှန်တယ်ကျမုံရင်မေအခုတ်ချက်ချင်းတီယိုလာခဲ့ဘာဖြစ်တာလဲမေသမီးတို့ဘာလို့ခေါ်တာလဲ ဒါတွေကဘာတွေလဲဝတ်စားတွေကိုကောင်းကောင်းဝတ်ပါလို့ငါမပြောခဲ့ဘူးလားဝတ်စားကိုလူတိုင်းချီးကျူးရအောင်ဝတ်ပါလို့ပြောခဲ့တာမင်းတို့တွေကအဆက်ကွဲအောင်ဝတ်လာကြတယ်အမေတို့ကလည်းတရက်ပြီးတရက်ပိုးတော်ခင်ဟောင်းဖြစ်လာကြတယ်ပါတီလာပြီးမပြောရတော့ဘူးလားရမုံဒီလိုပြောနေတော့အနောက်ကနေဝေးတာဖြတ်သွားတော့ဂျီမီကအရက်ခွက်တစ်ခွက်ယူပြီးတောက်လိုက်ပါတော့တယ်။ညီမလေးအရက်တောက်နေလားအရက်တောက်တာကျမ့်မိုက်အတွက်မကောင်းလေ။တော်စမ်းမအမရာ မြမအတွက်ပါကောင်းနဲ့ပါမကောင်းဘူးဆိုပြီးတင်တာရှက်လိုက်တော့ငင်းတို့ရဲ့အမပြောတာမှန်တယ်သူစကားကိုနားထောင်ကြချွေးမဖြစ်ပြီးတော့လူပုံအလဲမှာရက်တောက်နေရပေါ့ငင်းတို့နည်းနည်းလေးတော့မရှက်ဘူးလားဟင်မခိုင်နင်ချွေးမတွေအကုန်လုံးကိုခေါ်ပြီးအခုချက်ချင်းအိမ်ပြန်ကြမယ်ပါတီမှာငါထက်ပြီးအရှက်မကွဲချင်တော့ဘူးအကုန်လုံးကအင်ကိုပြန်လာကြပါတယ်ဒီလိုနဲ့ပဲရန်နေနေလောက်ကြာသွားတာတောင်မြို့သူချွေးမတွေကလုံးဝမပြောင်းလဲကြပါဘူးလာနေငယ်ကြမှာတော့ချွေးမငယ်နှစ်ယောက်လုံးကိုဝင်ရှိလာပြီး တိန်လုံးသူတို့ကိုဝိုင်းပြီးကယူဆိုင်ကြပါတယ်မြမလေးတို့ရေကိုဝင်ရှိနေတော့မှတီတို့ကြက်ပြီးတော့တိုးတဲ့ဝတ်တွေမဝတ်နဲ့လေလူကြီးတွေပြောကြတာကိုဝင်တဲ့မိမတွေကိုယ့်ရဲ့ပိုက်ကိုဖုံးထားတဲ့နဲ့တဲ့အမောက်ကိုအိမ်ကလူတွေကညီမလေးတို့နှစ်ယောက်ကိုကိယူဆိုင်ပေးဖို့ပဲပြောခဲ့တာတရားဟောဖို့ပြောခဲ့တာမဟုတ်ဘူးညီမလေးတို့ကိုကြိုက်တဲ့ပုံစံနဲ့နှိမ့်မယ်ရေမုံနဲ့ရေမေဟာတနေ့လုံးသူတို့ရဲ့အခန်းထဲမှာဖုန်းသုံးပြီးလှည့်နေကြပါတယ်အေကွန်အခန်းထဲထိုင်ပြီးအသီးအစိမ်းတွေစားကြပါတော့တယ် အင်းလုတ်တဲ့အကုန်လုံးကိုထုံးစံတိုင်းပဲတူးတူးနဲ့လှက်လာပဲလုပ်ရပါတယ်။ဒါရီမြမီဒွန်နုကချွေးမလေးတို့မင်းတို့မှကိုဝင်ရှိနေတယ်လေ။လေ့ကျင့်ခန်းလေးပါလေးလဲလုပ်ကြပါအောင်။အင်းအလုတ်လဲနည်းနည်းပပကူပေးကြလေ။ဒီလိုမျိုးတစ်ချိန်လုံးထိုင်နေတယ်ဆိုရင်ပိုက်ထက်ကလေးလေးကဘလို့လို့ပြီးကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးမှလဲ။ကိုဝင်ရှိတဲ့အချိန်လှူရှားရမယ်ဆိုတဲ့စကားကိုတမီးတို့အဖွားစီအားပဲကြားပူတော့တယ်။တမီးတို့တီးတလောက်လေ။မင်းကလေးတွေကိုဝင်ရှိရင်အိမ်ထဲမှာပဲအေးအေးဆေးဆေးအနားယူသင့်နေ။ တမီးတော့အလုတ်တော့မလုံနိုင်ပါဘူး။ယနေ့နေ့လောက်ထတ်ကြသွားတော့ရမုံနဲ့ရင်မေဟာဘိုင်းပေါ်နေတဲ့အင်ဂျင်နဲ့စကတ်တူတူလေးဝစ်ပြီးအပြင်ကိုသွားကြပါတော့တယ်။အဲ့ဒီချိန်မှာပဲချွေးမလေးတို့နင်တို့ဒီလိုပုံစံနဲ့ဘယ်သွားမလို့လဲ။အင်ဂျင်တသေးလေးတွေဝစ်ပြီးပိုက်ပေါ်ရမြင်လူတွေတမီးတို့ရီလိုက်မယ်နော်။တမီးတို့အိမ်မှာထိုင်ထိုင်ပဲအရန်ပြင်းလာပြီးအဖွားရဲ့အဲ့ဒါကြောင့်တမီးတို့ကီတီပါတွေသွားနေတာ။ချွေးမလေးတို့ရဲ့နင်တို့အနည်းဆုံးဥပစာတော့ကောင်းကောင်းလေးဝတ်ကြပါဟဲ့။ ေဝစားတွေကဝတ်လို့ကောင်းလို့သမီးတို့ဒါပဲဝတ်သွားမှာချွေးမနှစ်ယောက်လုံးဝေစားတူတူလေးဝတ်ပြီးအပြင်ထွက်သွားကြပါတော့တယ်ဒီလိုပုံစံကိုမြင်ပြီးအနီးနားကလူတွေကတော်ခံရဲ့ချွေးမတွေကြည့်ပါအောင်ဟဲကိုဝင်ရှိတာဘလို့ဝေစားတွေဝတ်ထားလည်းမသိဘူးဝတ်ထားတာလည်းတူနဲ့နဲ့လေးတကယ်ပါဟဲသူတို့ကြည့်ပြီးငါတို့ရှက်လာပြီဒီကောင်မလေးတွေပဲချိန်ကြမှာရှက်မလဲမသိဘူးနောက်ထပ်တလန့်ကျော်လောက်ကြတော့ယောဂချွေးမနှစ်ယောက်လေးကိုဝင်ရှိလာကြပါတယ် ဒိန်လုံးရဲ့ပြောင်းရွှေ့မှုတွေလည်းနှစ်ဆတိုးလာခဲ့ပါတယ်။အခုတော့ဒေါခိုင်ဒွန်းနုသူစားဟာချွေးမလေးယောက်လုံးကို ပြုစုပေးပါတယ်။လူကြီးတွေပြုစုပေးတာမြင်ပြီးချွေးမကြီးနှစ်ယောက်ကအမေနဲ့ဖွားရဲ့ဒီလောက်ထိအလုံးမလုံးကြပါနဲ့။သမီးတို့ဒီလောက်တော့လုံနိုင်ပါသေးတယ်။ကိုဝင်ရှိတဲ့ချိန်ခန္ဓာကိုလှုပ်ရှားသလောက်ကလေးကကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးတယ်လို့သမီးကြားပူးတယ်။ရောင်မပြောသမျှစကားတွေကတိတ်မှန်တာပဲ။အမတို့ကရွာလာပေမဲ့အမတို့ရဲ့အတွေးတွေက fight ကြည့်လို့ပဲတွက်လက်တယ်။ ။တခြားမော်ရယ်ရောင်းမတွေကစကားရတာမော်ရယ်ဖြစ်တာအလုတ်လုတ်လို့ရှင့်တူးချီထက်တောင်ပိုနေသေးတယ်။သူတို့အတွက်ကအလုတ်တစ်ခုတောင်မလုံနိုင်ဘူးလေ။ကျောင်းမတော်လိုက်တော့နော်။ငါတို့ကကိုဝင်ရှိလို့အလုတ်မလုံနိုင်တာလေ။ဒါပေမဲ့သမီးတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှကလေးနဲ့မိခင်ကျမ်းမာရေးကောင်းပါလေ။ဒီလိုနဲ့ကိုဝင်ရှိတဲ့အချိန်ရင်းမင်းနဲ့ရေမုံဟာသူတို့ရဲ့ဖုန်းနဲ့လှုပ်ရှုံနေပြီးစားစရာကိုအိမ်ကသူတွေဟာသူတို့ရဲ့အခန်းထဲအထိသွားကြွေးမှသာစားကြပါတယ်။ယောက်ကချွေးမတွေဟာကိုဝင်ရှိတာတောင်တပြက်စီးလဲတန်ရှင်းရေးလို့ အဝိရှောဈေးတွေကလက်ဆက်တဲ့အတီးနန်တွေဝယ်တာတုံးချိန်လုံးအကုန်လုံးအတွက်ထမင်းဟင်းကောင်းကောင်းချက်ပေးတာတွေလုပ်ပေးကြပါတယ်။တနေ့လုံးမှလည်းညဘက်တစ်ချိန်ပဲအိပ်ကြပါတယ်။လာနေနေ့လောက်ကြာသွားတဲ့အချိန်ဒွန်းထုကနားထောင်ကြချွေးမလေးတို့နောက်တစ်ပတ်သမီးတို့၄ယောက်လုံးရဲ့ကိုယ်ဝန်ဆောင်ပွဲလုပ်ကြမယ်။အဲ့ဒီပွဲကတီမိသားစုရဲ့ပထမဆုံးကလေးရတဲ့ပျော်ပွဲရှင်ပွဲပဲ။ဒီပွဲကသမီးတို့ရဲ့တာသမီးရတဲ့ပထမဆုံးပွဲပဲအဖွာ။ချွေးမပြောတာမှန်တယ်။ ဒီပွဲမှာသမီးတို့လေးယောက်လှလှပပပြင်ဆင်ကြတော့ဆွေမျိုးတွေအကုန်လုံးဖိတ်မှာဆိုတော့သမီးတို့ကြည်ကောင်းနေမှာဖြစ်မယ်ဒီပွဲကသမီးတို့ရဲ့ပွဲဆိုတော့အဝတ်လှလှလေးဝတ်ဖို့အတွက်သမီးတို့ဒီဇိုင်နာစီမှာအဝတ်အပ်ရမယ်ကျောင်းမတို့ကျောင်းမအကြီးစီကအကြံနဲ့တောင်းလိုက်ကြတော့အရင်တစ်ခေါက်တုန်းကအမတို့ရဲ့ဝတ်စုံကြောင်တော်တော်အရှက်ကွေးခဲ့တာလေတော်စမ်းပါဟဲ့ဒီရွာသူတွေကငါတို့အဝတ်ကိုဘယ်လိုမျိုးလုပ်သင့်နေဆိုပြီးအကြံပေးမယ်ပေါ့ရင်သူချင်းမနှစ်ယောက်ကစကားဆောင်ပြောပြီးအဲ့ဒီနေရာကနေထွက်သွားကြပါတော့တယ် ရွာသူချင်းမနှစ်ယောက်ကအိမ်အလုပ်တွေကိုပြီးအောင်လုပ်ကြပါတယ်။နောက်နေ့မနက်လှလနဲ့တူတူကပိတ်ဆဝေးပြီးအရင်တစ်ခါအဝဲအပ်ခဲ့တဲ့ဆိုင်ကိုပြန်သွားကြပါတယ်။အမတို့ဒီလိုချင်းနေမှာဆိုင်ထိလာဖို့မလိုပါဘူးရှင်။ညီမကိုခေါ်လိုက်တာမဟုတ်ဘူး။ကျေးဇူးတင်ပါတယ်ညီမလေးရဲ့။ခန္ဓာကိုယ်ကလှုပ်ရှားနေမှာအဆင်ပြေပါလေ။ဟုတ်ကဲ့ကောင်းပါတယ်။ဒါနဲ့ဒီနေ့ကဘာချုပ်ကြမှာလဲ။နောက်အပတ်ကျရင်အမတို့ရဲ့ကိုယ်ဝန်ဆောင်ပွဲရှိတယ်။အဲ့ဒီအတွက်အမတို့ဒီဇိုင်နာဝတ်ဆောင်အပ်ချင်တယ်။ဟုတ်ကဲ့ရပါမယ်။ တခြားတစ်ဖက်မှာရမုံနဲ့ရင်မေးကဒီဇိုင်းနာစီသွားပြီးစတိုင်ရှိတဲ့ one piece အင်ကြီးကိုချုပ်ကြပါတယ်။အဝတ်အစားလုံးဝကျက်ပြီးကက်ကက်လေးဖြစ်ရမယ်နော်။ဟုတ်ကဲ့အမပြောသလိုဖြစ်စေရမယ်။သူ့ရဲ့ဈေးကနှစ်သိန်းဝန်းကျင်လောက်ကျပါမယ်။ Okay ကျမတို့ရှင်းခဲ့မယ်။ကြည့်နေရင်လည်းအချိန်တစ်ပတ်ကြာသွားပါတော့တယ်။ချွေးမလေးရောက်လုံးရဲ့ကိုဝင်ဆောင်ပွင့်တွေကို ရောက်လာခဲ့ပါတယ်။ဝဲတော်ရက်မှုလို့တိန်လုံးကိုလှက်လာလေးပြင်ဆင်ထားကြပါတယ်။ဧည့်သည်တွေအများကြီးဖိတ်ထားပြီး ကင်မရာမန်တမ3-4ယောက်ကိုလည်းနှားထားပါသေးတယ်။အဲ့ချိန်မှာမြေသူချွေးမာတွေဖြစ်တဲ့ရမုံနဲ့ရင်းမေးကနှာပပြီးကြက်တဲ့ one piece ကောင်းဝင်ဝစ်လာကြပါသေးတယ်။သူတို့ရဲ့ဝတ်တွေမှာနေရာတကာမှာအလှကွေးချောင်းရှိပါသေးတယ်။ရောက်လာတဲ့နေ့ချွေးမာငယ်2ယောက်ကအရင်ဆုံးမထိုင်မင်းဓပုံသွားရိုက်ကြပါတော့တယ်။ယောက်ျားရေလာခဲ့ကျမတို့ Bollywood style ဓပုံရိုက်ကြမယ်။ဒါကျမတို့ရဲ့ပထမဆုံးပွဲလေ။ပုံတွေကိုနောက်မှရိုက်မယ်။နေဘလိုမျိုးဝင်စားတွေဝင်ထားတာလဲ။ ကျွန်မတက်ပုံကောင်းကောင်းလေးရိုက်ပေးနော် Instagram မှာတင်ရအောင်မယ်ဆွေမျိုးတွေကချွေးမငယ်တွေကိုမြင်ပြီးအတင်းပြောကြပါတော့တယ်နေ့ရက်ချွေးမတွေကဘလို့ဝတ်စားတွေဝတ်ထားရလဲတကူလုံးမြင်ရတဲ့ပြင်အဝတ်ကကြက်ထုံနေရပဲမိမတယောက်ကအဲ့လိုဝတ်စားတွေဝတ်တင်လို့လားဟုတ်တယ်ဝတ်စားတွေကကြက်တလောက်အတွင်းခဏကိုကို မြင်နေရတယ်တကူလုံးဟိုနေရာတီနေရာမြင်နေရတယ်ယုံသူချွေးမတွေကိုကြည်ပြီးတဲ့အချိန်ဆွေမျိုးတွေကရွာသူချွေးမတွေကိုကြည်ကြပါတယ် သူတို့တွေကနှားပါတွေဝစ်စုံဝစ်ထားတွေအပြင်နှလားပပပြင်ဆင်ပြီးထိုင်နေကြပါတယ်ဒီလိုဥစားတွေကိုမှအဖို့လို့ခေါ်တာကောင်မလေးတွေကလိမ်မာရင်ကျိလိုက်တာသူတို့ကြီးလိုက်မှပဲကိုဝန်ဆောင်ပွဲကပျော်ပွဲရှင်ပွဲနဲ့တူသွားတော့တယ်ဟုတ်တယ်မခန့်ရေနင်းရဲ့ရွာသူချွေးမတွေအရင်ကြည့်လို့ကောင်းတာပဲနင်းရဲ့မြို့သူချွေးမတွေကလည်းဒီလိုဝစ်စားတွေပဲဝတ်သက်တာသူတို့ကဘာလို့တိုးပြီးတော့ကြက်တဲ့ဝစ်စားတွေဝတ်တာလည်းမသိဘူးအကုန်လုံးပွေးပြီးတဲ့အချိန်အိမ်ပြန်သွားကြပါတော့တယ်ပွေးပြီးတဲ့အချိန်ဒေါခိုင်းက ချွေးမငဲတွေနင်တို့ကငါ့အိမ်ရဲ့ပထမဆုံးပွဲတော်ဖြတ်စည်းခဲ့ကြတယ်ဒီလိုအဝတ်စားတွေချုပ်ဖို့လိုလို့လားကျွမ်းကျွမ်းအမတွေရဲ့အဝတ်စားအရှမ်းကောင်းတယ်အမတို့ကိုယ့်ရဲ့အဝတ်မချုပ်ခင်သူတို့စီကအကြံဉာဏ်တောင်းခဲ့တဲ့နဲ့အုံနောက်နည်းနည်းလေးသာတုံးခဲ့ရင်ဒီနေ့အခုလိုရှက်ကွဲမှာမဟုတ်ဘူးနင်တို့နှစ်ယောက်နဲ့ရှင်လေနင်တို့ရဲ့အမကြီးတွေကအများကြီးတာတယ်သူတို့ကပတ်စံနည်းနည်းလေးနဲ့အဝတ်စားကောင်းကောင်းချုပ်ခဲ့ကြတယ်နင်တို့တွေကတဆိုင်နာအဝတ်ကိုပတ်စံအများကြီးပေးပြီးတော့အလကားအဝတ်တွေချုပ်ခဲ့တာပဲ နင်တို့ရဲ့ဝတ်စားတွေဆုတ်ပြက်လွန်းလို့လူတိုင်းနင်တို့လောင်သွားကြတယ်လေညီမလေးတို့သူများလောင်တဲ့ချိန်အမတို့လည်းစိတ်မကောင်းဖြစ်မိတယ်သူတို့ပြောတာမကောင်းပေမဲ့ညီမလေးတို့ကကြက်တဲ့ဝတ်တော့မဝတ်ခဲ့တဲ့ုံလေညီမလေးတို့သာသဘောတူတယ်ဆိုရင်အချုပ်ဆိုင်မှာအထည်တွေအပ်ပေးမယ်လေကျေးဇူးတင်ပေမဲ့မလိုပါဘူးပွဲမှာလူတိုင်းကအမတို့ရဲ့ဝတ်ကိုချီးကျူးလို့အမတို့စိတ်ထဲမှာတော်တော်ပျော်နေတာသိပါတယ်မဟုတ်ပါဘူးညီမလေးရဲ့အမတို့မှအဲ့လိုစိတ်မရှိဘူးချွေးမနှစ်ယောက်လုံး6ရောက်ဆောင်ပြီးသူတို့အခန်းကိုပြန်သွားကြပါတော့တယ် ဒီလောက်ဖြစ်သွားတာတော့မြို့သူချင်းမာတွေကသူတို့ရဲ့အကျင့်ကိုမပြင်ကြပါဘူးအခုလည်းသူတို့ဟာကြက်တဲအဝတ်တွေဝေကြပါတယ်တနေ့ချင်းမာငယ်နှစ်ယောက်လုံးရုတ်တရက်ပိုင်အောင်လာကြပါတယ်အိမ်ကသူတွေစိတ်ပူပြီးနှစ်ယောက်လုံးကိုစီးုံခေါ်သွားကြပါတယ်ဆရာဝန်တွေကချက်ချင်းပဲအာထရာဆောင်ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ကြည့်ရတာကောင်မလေးနှစ်ယောက်လုံးဟာကြက်တဲ့အဝတ်တွေအများကြီးဝတ်တယ်ထင်တယ်။ကြက်တဲ့အဝတ်တွေကြောင့်အထဲမှာရှိတဲ့ခလေးကအသက်ဝဝမရှူနိုင်ဘူး။ခလေးကအသက်ရှူကြက်လာတာမို့လို့နှစ်ယောက်လုံးဘိုက်တွေနားလာတာ စီးတော့ပြီးပြီးသွားပြီသူတို့နှစ်ယောက်လုံးကိုတတ်နိုင်သလောက်ပွားတဲ့အဝေးဝေးခံပြီးလေ့ကျင့်ခန်းများများလုပ်ခိုင်းပါချွေးမနှစ်ယောက်လုံးကိုအိမ်ပြန်ခေါ်လာပြီးအဖွားရောက်ခမကကဲဆရာဝန်ပြောတာကြားလားနင်တို့ဝတ်တဲ့ဝတ်စားကြောင်အထင်းမှရှိရကလေးလေးအသက်မရှူနိုင်ဘူးတဲ့နင်တို့ရဲ့ဖက်ရှင်အတွက်နဲ့ကလေးကိုတတ်တော့မှလားဟင်ဟုတ်တယ်ဖွားပြောတာမှန်နေနင်တို့ရဲ့အဝယ်စားတွေကြောင်မဖြစ်တဲ့နာတွေလည်းဖြစ်နိုင်တယ်ဖခင်ကနင်တို့ကိုဒုတိယအခွင့်အရေးပေးလိုက်တာပဲကျမတို့တောင်းပန်ပါတယ် ကျမတို့လူကြီးရဲ့စကားနားထောင်ခဲ့တဲ့နဲ့ဟုတ်ပါတယ်ကျမတို့ခွင့်လွှတ်ပေးပါ အကုံလုံးရဲ့စကားတော့နားထောင်ခဲ့ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူးဒီနေ့ကစပြီးကြက်တဲ့ဝတ်စာမဝတ်တော့ဘူးလို့ကတိပေးပါတယ်အခုကကျမတို့မာကြီးတွေလိုပဲပွားတဲ့ဝတ်တွေနဲ့စာရီပဲဝတ်တော့မယ်အိနေကစပြီးချင်းမငင်းနှစ်အောင်လုံးချင်းမကြီးတွေလိုပဲပွားတဲ့အင်ဂျင်နဲ့စာရီကိုပဲဝတ်ကြပါတော့တယ်ကိုနဲ့လှုပ်ရှားမှုဖြစ်အောင်အိရဲ့အလုပ်တသေးလေးတွေကိုလည်းဝိုင်းပြီးကူလှုပ်ပေးကြပါတယ် နှစ်လတော့ကြာမှတော့ချွေးမော်တွေအကုန်လုံးခလေးမွေးကြပါတော့တယ်။ခလေးမွေးပြီးနောက်ပိုင်းတိန်လုံးကပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။